ဆိုတော့အထွေထွေရွေးကောက်ပွဲကိုအကာအကွယ်ပြုထားတဲ့ဥပဒေဆိုတာကဒီမိုကရေစီကိုအကာအကွယ်ပြုထားတဲ့ဥပဒေနဲ့အတူတူပဲအဲ့တော့ဒီမိုကရေစီနိုင်ငံတကာနိုင်ငံရဲ့အင်္ဂါရဲ့အရာရွေးကောက်ပွဲရှိရမှာဖွဲ့စည်းပုံအခြေခံဥပဒေရှိရမယ်လွှတ်တော်ရှိရမယ်စသဖြင့်ဒီလိုအင်္ဂါရက်တွေနဲ့ရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံကိုပြန်သွားဖို့အတွက်ပထမအဆုံးခြေလှမ်းပြန်လှမ်းနေတာအဲ့ဒါကရွေးကောက်ပွဲပဲအ နော်အဲ့တော့ယူကော့ပွဲကိုကာကွယ်ထားတဲ့ဥပဒေတွေအကုန်လုံးကဒီမိုကရေစီကိုကာကွယ်ထားတဲ့ဥပဒေတွေနဲ့တူတယ်အဲ့တော့ယူကော့ပွဲကိုဖျက်လို့ဖျက်ဆီးလုပ်တဲ့သူတွေကလည်းဒီမိုကရေစီကိုနှောက်ယှက်ဟန်တာဖျက်ဆီးတဲ့သူတွေနဲ့အတူတူပဲအဲ့ဒီတော့တေချာပေါ့ပြင်းပြင်းထန်ထန်ရေးယူရမှာဖြစ်ပါတယ်ပြင်းပြင်းထန်ထန်လည်းရေးယူခံရပါလိမ့်မယ်နော်ရေးယူခံရပါလိမ့်မယ်တတိချာဖို့တော့လိုတယ်အာမချောင်းနဲ့လမ်းမော့တက်ပြီးတော့အာဒီမရောင်နဲ့ကိုကိုတိုင်လည်းဘာမှနားလဲတာမဟုတ်လို့ရှိရင်ကိုဘွားနဲ့ကိုနေတာအကောင်းဆုံးပါနောက်တစ်နေ့တစ်ပုဒ်ကတော့6မြို့နယ်ဆောက်လုပ်ရေးဌာနကလက်ထောက်ညှို့မှုအပအဝင် မျိုးသမီးနှစ်ဦးကို PDF ဖုတ်ဝင်နေဖမ်းဆီးသွားတယ်လို့သိရတယ်။ဖမ်းဆီးသွားတဲ့နေရာကတော့6မြို့နယ်စင်ကားရွာနဲ့ညောင်မြို့နယ်စင်ငယ်ရွာကြားထဲမှာရှိတဲ့ကြီးရွာချင်းဆက်လမ်းပိုင်းမှာဖမ်းသွားတာဖြစ်ပါတယ်။အော်တိုဝါတရက်နေ့ညနေပိုင်းကဖမ်းသွားတာဖြစ်ပါတယ်။မဖမ်းတဲ့ဖွဲ့ကတော့ဘယ်ဖွဲ့လဲတော့မသိဘူး။ဝန်ထမ်းမဲလေဝန်ထမ်းဝန်ထမ်းလှုပ်လှုပ်နေတာ။ဒါ우ဖမ်းတယ်ပြီးလို့ရှိရင်ငွေပေးပြီးတော့ရွေးခိုင်းအောင်ပါဗောနော်။ကျွန်တော်တော်တော်များများကြားသလောက်ကဒီလိုပြန်မွေးဆွဲတဲ့အလုပ်တွေကလည်းရှိတယ်။ နော်ပတ်စံသိန်း900နဲ့လာပြန်ယူပါတော့1000နဲ့ပြန်ယူပါတော့ပြီးရင် online ပေါ်မှာတင်ပါလိမ့်မယ်ခံကုန်ကတိနဲ့ပြန်လွှတ်လိုက်ပါတယ်ဆိုပြီးတော့ဒါပေမဲ့အဲ့ဒါလွယ်လွယ်မဟုတ်ဘူးနော်မိသားစုတွေကတူတူကြီးကြီးနဲ့ပတ်စံနဲ့ပြန်ယူသွားရတဲ့အမှုမျိုးတွေအများကြီးရှိတယ်နော်ဒီလိုဖြစ်စဉ်မျိုးတွေကအရက်သားတွေမှာလည်းရှိတယ်နော်နိုင်ငံဝန်ထမ်းတွေကိုလည်းခုလိုဖက်စီခံရတဲ့ဖြစ်စဉ်တွေပြီးတော့တူတူတင်းတင်းဒီတိုင်းပဲပျောက်သွားတဲ့တင်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်ကဘယ်လိုဆက်ဖြစ်မလဲတော့ကျွန်တော်တို့မသိဘူးဒါကျွန်တော်စောင့်ကြည့်ရမယ့်အနေထားဖြစ်ပါတယ် ။နောက်တဲ့နေ့ဘုကအေအော်ဒီတည်င်းဌာနကတင်ထားတဲ့တည်င်းတဲ့ဘုတ်ပေါ့နော်။အဲ့ဒါကရေကောက်ပွဲနီးမှလာစာတူတာကမဲဆွယ်နီးတစ်ခုပေါ့ဆိုတော့ဆောင်းပါရုပ်တန်တစ်ခုပေါ့နော်။ရုပ်တန်ဆောင်းပါတစ်ခုတင်ထားတယ်။အဲ့တော့လက်ရှိနိုင်ငံတော်အကြီးအကဲတွေကကုန်စည်နှုန်းနဲ့နော်အခြားသောအခြေအနေတွေအရထောက်ပံ့ကြီးတူတာဒါကတော့လာစာတူတာမဟုတ်ထောက်ပံ့ကြီးတူတာဟိုရက်ကကျွန်တော်ပြောတယ်ဒါပေမဲ့ပြောလို့လွယ်အောင်လို့ထောက်ပံ့ကြီးဆိုတဲ့စာကဒါရှိတယ်အဲ့ဒါကြောင့် ကျွန်တော်လာစားလို့သုံးလုံးသွားတာထောက်ပံ့ခြင်းမှန်းတော့ကျွန်တော်လက်သိတယ်အဲ့ဆာကိုကျွန်တော်လည်းဖတ်တာပေါ့နော်ထားလိုက်ပါတော့အဲ့တော့ယူကော့ဘွေနီမလာစားဒူရာမဲဆွန်ဒီတခုပါလို့သူတို့ပြောတယ်ပေါ့နော်ဒါကျွန်တော်တို့ကဒီလိုကြက်တဲနေတဲ့ကာလမှာနော်ကုန်သွင်းလမ်းကြောင်းတွေပိတ်တယ်ကုန်စည်နှုန်းတွေကြီးမြင့်တယ်အဲ့လိုအခြေအနေမျိုးမှာထောက်ပံ့ကြီးတိုးထားပေးတာသုံးသောင်းနဲ့မများဘူးသုံးသောင်းနဲ့အဲ့သုံးသောင်းမှာမှာဝန်ထမ်းကိုပဲတိုးပေးတာဝန်ထမ်းရဲ့အငိမ့်စားဝန်ထမ်းရဲ့နေစားဝန်ထမ်းရဲ့ဒါပဲအဲ့တော့ဒီလိုပြောတာကို မဲဆွယ်နည်းတစ်ခုလို့ပြောရဲဆိုလို့ရှိရင် NLD အစိုးရလက်ထက်ကကိုဗစ်ကိုအကြောင်းပြပြီးတော့ရထဲရွာထဲမှာပတ်စံ3000နဲ့အုပ်ချုပ်မှုတွေဘာပြောလဲဘယ်သူပေးတာလဲအမေစုပါတီကပေးတာနော်ဒါတို့အမေစုပေးတာမဲပေထည့်ရမလဲသိတယ်မလားဆိုတော့ရုပ်တံတွေကိုပေါ်တင်ထွက်တာအဲ့ဒါက free and fair election လားအဲ့အဲ့ဒီလိုဖြစ်စဉ်တွေကဒီကိုဗစ်ကိုအသုံးချပြီးအများကြီးဖြစ်သွားခဲ့တယ်ဒါအားလုံးအသိပဲနော်မီဒီယာကြီးတွေလည်းရေးကြတယ်ဒီလိုမျိုးကာလမှာဒီလိုမျိုးပြီးပြီးဒီလိုလောက်တာမကောင်းဘူး ဒါပေမဲ့မြေပြင်မှာအဲ့လိုလုပ်သွားခဲ့တယ်ကိုဗစ်ကာလမှာ3000ပြည်ပြည်မဲဆွဲသွားခဲ့တယ်ငွေရဲ့ဖောင်းပွားမှုအရာဆိုလို့ရှိရင်အဲ့တော့ပေးခဲ့တဲ့ပတ်စံပုံများတယ်လို့ပြောလို့ရတယ်3000ကျတူရင်တော့အဲ့တော့ပေးခဲ့တာပုံများတယ်ပြောလို့ရတယ်အခုကနိုင်ငံဝန်ထမ်းတွေကိုပဲပေးတာဘာကြောင့်လဲ2025ရေကောက်ပွဲကနီးပြီနီးပြီဖြစ်တဲ့အတွက်နိုင်ငံဝန်ထမ်းတွေအလုပ်များတယ်နောက်တက်ဆိုင်ရာဌာနအသီးသီးအကုန်လုံးအလုပ်များကြတယ်အဲ့လိုပဲနိုင်ငံအခြေအနေရနိုင်ငံရေးအခြေအနေရဝန်ထမ်းတွေကြားထဲမှာငွေကြီးအဖြစ်ချက်တေးတယ် ချက်တဲ့အဲ့အဲ့တော့ထောက်ပံ့ညီတူပေးရနော်ဒါဟုတ်ကမင်းဆွဲတယ်လို့ပြောရဲဆိုတော့ယူကြောင်ကြောင်စကားပဲအားနေလို့ရှိရင်ဒီလက်ရှိအစိုးရခေါင်းဆောင်တွေပေါ့နော်လက်ရှိအစိုးရခေါင်းဆောင်တွေကိုတိုက်ခိုက်မှာတို့ကထမင်းစားရတာအဲ့လိုမှမတိုက်ခိုက်ရင်တို့လည်းပြပမှာနေလို့များထမင်းလည်းစားစရာရှိမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဘာပဲဖြစ်ပေါ့အမေကရွက်ကနဲ့ထိုင်ပြီးအတင်းနေပြောနေမဲ့အတူတူနော်အဲ့ဒီ channel တွေကနေတရားတွေထိုင်လွှင့်နေတာကမှပို့ပြီးတော့မြန်မာနိုင်ငံအတွက်အကျိုးပြုတယ်လို့ပြောချင်ပါတယ်အခုအချိန်ကြီးက သူတို့လုပ်နေတဲ့လုပ်ရည်တွေကမြန်မာနိုင်ငံတော့ဘယ်တာမှအကျိုးမပြုเนาะအဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒီလိုလူတွေရဲ့စကားတွေကိုဘလုံးဝအတန်ရှင်းမပေးဘူးလို့လည်းလှဲ့ကိုမကြည့်နဲ့ဥမာ live မှာတွေ့တယ်ဗီဒီယိုတစ်ပုဒ်တွေ့တယ်သူဒီမိကရွေးကနေအတင်းပြောတဲ့သူတွေဆိုလို့ရှိရင်ကြော်တာကြော်ပြောလိုက်အဲ့ဒါဆိုပိုကောင်းတယ်ပေါ့เนาะနောက်တစ်တင်းတစ်ပုဒ်ကဒေါအောင်ဆန်းစုကြည်ရဲ့သားပေါ့เนาะ Kim Eric ကသူ့အမေကိုတဲ့ပြန်လွတ်မြောက်ဖို့အတွက်တရုတ်ကိုအကူအညီတောင်းတယ်တဲ့ဒေါအောင်ဆန်းစုကြည်က ရင်မှုကျူးလွန်လို့ဖန်ခံထားရတာပေါ့နော်ရင်မှုကျူးလွန်လို့ရေကောက်ပွဲမတမာမှုတွေရောဘာတွေရောအခြားသောအမှုတွေအများကြီးပဲသူ့မှာရှိတယ်အက်ကလစ်စားမှုလည်းပါတယ်အဲ့တော့တက်တီအထောက်ထားခိုင်လုံစွာနဲ့သူ့ကိုဖန်ဆီးထားတာ ဖြစ်ပါတယ်နော်တက်တီအထောက်ထားခိုင်လုံစွာနဲ့ဖန်ဆီးထားတာဖြစ်ပါတယ်တော့ဒေါ်ဆန်းစု